အသက်ကြီးပေမဲ့မပြတ်စည်သေးကြောင်းသက်တင်ပြလိုက်တဲ့အိန္ဒြာကျော်စင်ရန်ကုန်ဆယ်လီနျူပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်ပရိသတ်များရှင်အိန္ဒြာကျော်စင်ကတော့အခုလက်ရှိအချိန်မှာအမှုပညာအလုပ်တချို့ကိုရန်နာထားတာဖြစ်ပါတယ်တခြားအမှုပညာရှင်တွေကအမှုပညာအလုပ်တွေကိုစားတဲ့တပိုးတိုးပြီးလုပ်နေတဲ့အချိန်မှာတော့အိန္ဒြာကျော်စင်တို့မိသားစုကအမှုပညာအလုပ်တွေကိုမတိမတာရှောင်ဖွဲ့ပြီးနေကြတာဖြစ်ပါတယ်ရုပ်ရှင်ရိုက်ကူးရေးတွေဆိုတဲ့လောက်တာမျိုးတွေမရှိတော့သလိုကြော်ညာ MTB ရိုက်ကူးရေးတွေနဲ့ပွဲတက်အခမ်းအနားတွေမှာမတွေ့ရ တာတော်တော်လေးကိုကြာသွားခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်အမှုပညာအရေးချင်းအစ်စ်တွေကိုချပြနိုင်တဲ့အိမ်နွားကျော်စင်တို့မိသားစုရဲ့အမှုပညာလှုပ်ရှားမှုတွေကိုပြည်သက်တွေကမျှော်လင့်တောင်းတနေတာဖြစ်ပါတယ်။ PTU ဟာဆိုရင်လည်းလက်ရှိအချိန်မှာဝိတ်ချနေနေဆိုတဲ့အကြောင်းပြချက်နဲ့အမှုပညာလှုပ်တွေကိုရန်နာထားတာပါ။ဒါပေမဲ့လွန်ခဲ့တဲ့ငလင်ပေးတုန်းကတော့အိမ်နွားကျော်စင်တို့မိသားစုလိုက်ကငလင်ပေးအတွက်ကူညီကယ်ဆယ်ရေးလှုပ်တွေမှာပြန်လည်ပါဝင်လှုပ်ကန်နေတာတွေ့တယ်လို့လူတန်းမှုတွေလုပ်နေတာကိုလည်းတွေ့ရတာပဲဖြစ်ပါတယ်။လက်ရှိချိန်မှာဆိုရင်အိမ်ဒွာကျော်စင်ကအမှုပညာလောက လည်းမှရက်တီလာတဲ့အမှုပညာတက်တန်းကလည်းမနေတော့တလို့သူရဲ့အသက်ဟာဆိုရင်လေ40ကျော်50နောက်နီးနေခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်ထိအင်ဒရာကျော်စင်ကအသက်ကြီးပေမဲ့မပြည့်စည်သေးဘူးဆိုတဲ့အကြောင်းကိုဓာတ်ပုံလေးတစ်ပုံနဲ့ချပြလာခဲ့တာပဲဖြစ်ပါတယ်။အင်ဝါကျော်စင်ကအမှုပညာအလုပ်တွေကိုဆိုရင်တိတ်ကိုချစ်ခင်ရှင်းနေရတဲ့သူတချို့ရဲ့အကူအညီတောင်းခံမှုတွေကြောင့်ပဲလောက်တာပါငွေကြေးလက်ခံပြီးလုပ်နေတာမျိုးမရှိပါဘူးလွန်ခဲ့တဲ့ရက်တွေတုန်းကလည်းမာတီဆန်းရဲ့ မိကတ်ကြော်ညာလေးတစ်ခုအတွက်အခမဲ့အနေနဲ့ကူညီပေးခဲ့တာမျိုးရှိပါတယ်။ဒီလိုမျိုးအမှုပညာအလုပ်တွေကိုငွေကြေးနဲ့တိုင်းတာဆုံးဖြတ်ရတဲ့အလုပ်တွေမှမလုပ်ဘဲမြစ်တာနဲ့သာကူညီပေးတဲ့အလုပ်ကိုလုပ်ကင်ခဲ့တာပါ။ဒီကနေ့ချိန်မှာတော့ပရိသတ်ကြီးကအိန္ဒြာကျော်စင်ရဲ့ဓာတ်ပုံတချို့ကိုကြည့်ပြီးတော်တော်လေးကိုအံ့ဩသင့်သွားခဲ့ရတာပါ။အိန္ဒြာကျော်စင်ကမြန်မာစံလွန်လာတဲ့ဝတ်စုံတစ်စုံနဲ့တူချီမိုးချပြခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ဒီဇိုင်နာစွဲရန်နိုင်နဲ့စိုင်းထက်ဖုံးလင်းဖန်တီးထားတဲ့ရွှေနန်းဆောင်တွေကတလွန်ညောင်ဆောင်ထက်မှာစံ န်မြန်းနေတဲ့မိဖုရားတပားတပွဲဖန်တီးပုံဖော်ထားတဲ့ဝတ်စုံကိုဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဝတ်စုံကိုအင်ဒွာကျော်စင်ကဝတ်ဆင်ပြခဲ့တာဖြစ်ပြီး jewelry တွေကိုတော့ရှီဆိုင်က supporting ပေးခဲ့တာဖြစ်ပြီး makeup နီနဲ့ makeup ခင်းစန်းဝင်းကလိမ့်ချေပေးထားတာပါ။အဲ့ဒီတပ်ပုံကိုကြီးလိုက်ရတဲ့သူတိုင်းကအင်ဒွာကျော်စင်ရဲ့အလားတရားတွေကိုအထင်းသားမြင်တွေ့ခဲ့ရတာဖြစ်ပြီးတကယ်ကိုဝတ်စုံနဲ့လိုက်ဖက်လာစွာမိဖုရားတပားတပွဲကိုခံညာလှပနေခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အားလုံးကလည်းအင်ဒွာကျော်စင်တယောက်ကအသက်အရွယ်ကြီး းလာပြီးမြဲအခုချိန်တည်းလှပမှုတွေကို ပိုင်ဆိုင်ထားစေ၊နှုပြမှုတွေကိုပိုင်ဆိုင်ထားစေ၊အသက်ကြီးလာလေပိုလှလာလေပဲအသက်ကြီးပြီးမှမပြတ်စည်းသေးဘူးဆိုပြီးဖြစ်ခဲ့ရတာဖြစ်ပါတယ်။တခေတ်တခါတုန်းကဆိုရင်လည်း fashion ပိုင်းနဲ့ပတ်သက်ပြီးအင်ဒရာကျော်စင်ရဲ့ fashion တွေကိုအတူယူခဲ့ရတာပါ။ဒီကနေ့ဒီခါမှာဆိုရင်လည်းအင်ဒရာကျော်စင်ကအခုလိုမျိုးမိဖုရားတစ်ပါးရဲ့ဝတ်စုံနဲ့ချီးမိုးပြလိုက်တာကြောင့်အလုံးကတော့ကြည်နက်နေပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောအင်ဒရာကျော်စင်ရဲ့အလှတရားတွေပေါ်ဘလို့မချက်ပြူကြလဲဗီဒီယိုအောက်က comment လေးမှာရှင်းသွ ားပေးခဲ့ပါအောင်ရှင်။ဒီကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများ၏တင်ပါတယ်ရှင်။